အားဒီမှာဆန်နီမေလွေကငါငါတဲ့ငါအပြန်စားခွေးလာအမိုက်စားပြင်ဆင်လာမယ်နော်ဆိုပြီးတော့ရွာချလိုက်တာအားထားလိုက်တာအရင်အားနာနေပြီငါလည်းစအလှကြိုက်မှန်းသိလို့သူကသူကပြင်းနေသူကတော်ရုံဆိုရင်အဲ့လိုမျိုးမပြေဘူးလည်းစအလှကြိုက်မှန်းသိလို့သူတေချာပြင်လာပြီးရတယ်အဲ့မှာမိုးကရွာချလိုက်တယ် thank you ငယ်ချင်းရဲ့အားနာလိုက်တာ sorry အာလည်းစတော့ ဲပေါ့နော်ဒီအလှပကိုထိမ့်သိမ့်ရတာသဘောကျတဲ့သူတွေဖြစ်တယ်ဆိုတော့အဲဘေးနာသူတွေတငယ်ချင်းမိတ်ဆွေတွေကိုလည်းအဲ့လိုမျိုးတော့ထိနေပြရတယ်ဘောကြရယ်ပေါ့နော်အဲဒါကြောင့်မလို့ပြီးတော့အဓိကစိတ်ကူးဖြစ်တဲ့ပုံကကြတော့အဲဒါဆိုကဒီဟို sit back treatment ပေါ့နော် EMS treatment ပေါ့အဲ့ဒါလေးကိုဒါဆိုအမြဲဟိုအစားရှောင်တဲ့လူတွေမဟုတ်ဘူးအစားကိုလည်းဟိုစဉ်စဉ်ချင်းချင်းစားရတဲ့သူတွေမှမပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီ treatment လေးကိုတော့အမြဲလုပ်ဖြစ်တယ် ့နဆုနဆုရဲ့နဆုထုတ်ထားတယ်လေဟိုဗာလေ weight loss အတွက်ထုတ်ထားတယ်ဒီ lighter fiber ပေါ့နော်ဒါ dietary supplement ပေါ့ဖြည့်စွက်စာအဲဖြည့်စွက်စာနေ့တိုင်းတောက်တယ်ပြီးတော့အဲ့ treatment လုပ်တယ်နဆုဒါပဲလုပ်တယ်ဒါပေမဲ့အစားတော့ဘယ်တော့မှမရှာဘူးစဉ်းစားချင်းလည်းမစားတဲ့ခါကျတော့အဲ့ဒါလေးတော့အမြဲလုပ်ဖြစ်တယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီကြွက်သားတွေကိုလည်းကျစ်လစ်စေရပေါ့နော်ပြီးတော့အစားရှောင်စရာလည်းမလိုဘူးပြီးတော့ဂျင်းသွားရမှာပြင်းတယ်လို့ဘာလို့ဆိုရင်လည်းဂျင်းသွားစရာလည်းမလိုဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ ိုအရင်အဆင်ပြေတယ်နော်သူ့အတွက်ကတော့ရှင်သွားတာပြင်းတော့လေအဆင်ပြေတယ်ပြီးတော့ခွဲစိတ်စရာလည်းမလိုဆေးထိုးစရာလည်းမလိုဆိုတော့အဲ့လိုမျိုးကြောက်တဲ့သူတွေအတွက်လည်းအရင်အဆင်ပြေတယ်ပေါ့နော်အဲ့ဒီ treatment လေးကိုအရင်ကြိုက်သွားတာပထမအဲ့ဒီစိတ်ကူးဖြစ်ပေါ်လာမှလည်းအဲ့ကနေစတာပဲအဲ့တော့အဲဘယ်လိုစဉ်းစားမိလဲဆိုတော့အိမ်မှာဘောရှိလို့ရှိရင်ပို့ပြီးလုပ်ဖြစ်မလားမသိဘူးဆိုပြီးတော့အဲ့ဒီဆက်ရဲ့ဈေးနှုန်းလေးကိုလိုက်စုံစမ်းတာပေါ့နော်အဲ့ဒါလိုက်စုံစမ်းနေရင်လည်းအဲ့ဒီဆက်ရဲ့ဈေးနှုန်းကအရန်ဈေးကြီးရယ်ပေါ့နော်အရန်ဈေးကြီးရယ်ဆိုတော့တယောက်တည်းအတွက်ဆိုလို့ရှိရင်တော့ဈေးအရန်ကြီးသလိုဖြစ်နေတာပေါ့ နဲ့အော်ငါလဲလို့တခြားငါငါလဲလှုပ်ချင်တယ်ပေါ့နော်အဲပြီးတော့တခြားလူတွေကိုလည်းလှုပ်စေချင်တယ်မဆိုင်လေးဖွင့်လိုက်ရင်တော့အကုန်လုံးလှုပ်ရမယ်နဲ့တူတယ်ဆိုပြီးတော့အဲ့လိုလေးစိတ်ကူးလေးစိတ်ကူးမိပြီးွားတော့မှဒီ treatment ကြောင့်ပေါ့နော်အဲ့ဒါနဲ့လှုပ်ချင်တာနဲ့အဲ့လိုစိတ်ကူးမိပြီးဆိုင်ဖွင့်တဲ့အထိဖြစ်သွားတာပဲပေါ့နော်အော်ဒီကတော့အလှအပတော့မွေးဖွားတဲ့ Queen Empire ဆိုတာဒီ အဗျင်မတွေပေါ့အလှဗျင်မတွေကိုမွေးဖွားပေးမယ်ပေါ့အဲ့လိုအဲ့လိုစိတ်ကူးလေးနဲ့ဒါ interior လေးတစ်ခုဖန်တီးထားတာပေါ့ဒီထဲမှာဆိုလို့ရှိရင်လည်းသူကဒီ beauty center တစ်ခုကိုပေါ့ဖန်တီးခြင်းနဲ့စိတ်ကူးလေးအရန်ဖြစ်ပေါ်ခဲ့တာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်အလှပနဲ့ပတ်သက်တာရောကျန်းမာရေးနဲ့ပတ်သက်တာရောခေါင်းစခြေစုံတနေရာထဲမှာ treatment တွေအစုံအလင်ပေါ့နော်အဲရနိုင်မဲ့ beauty center လေးတစ်ခုလောက် ဖန်တီးစင်လိုက်တာဆိုပြီးတော့သူကအဲ့လိုစိတ်ကူးလေးရတာအဲကြောင့်ဒီအစုံအလင်ပါဖို့အတွက်ကိုတေချာစူးစမ်းပြီးတော့ဒါအကောင့်ထဲပေါ်လာတာလေးပေါ့အကောင့်ထဲပေါ်လိုက်တာလေးပေါ့ anti aging နဲ့ပတ်သက်ပြီးတော့ weight loss နဲ့ပတ်သက်ပြီးတော့တခြား treatment တွေရောကျန်းမာရေး treatment တွေရောအကုန်လုံးရနိုင်တာပေါ့အဲဒီမှာတော့အစုံရှိရဲ့အမျိုးသမီးရော အမျိုးသား treatment တွေရောပေါ့နော်အဲပြီးတော့ဟိုဒီ anti aging ပေါ့အရွယ်တင်နုလိုတာနဲ့ပတ်သက်တဲ့ဟာအဓိကပေါ့နော်ပြီးတော့ weight loss treatment တွေရောတခြားကျန်းမာရေးနဲ့ဆိုင်တဲ့ treatment တွေရောအခုဆိုအရန်ခေတ်စားနေတဲ့ NAD plus therapy တို့ပါလို့ဆိုလို့ရှိရင်ဒါကအသားရည်အရွယ်တင်မှုပိုစေတဲ့အပြင်တော့အုံနောက်ညာရည်စွမ်းရည်တွေကိုလည်းမြင်မာပေးရခန္ဓာကိုယ်ရဲ့စွမ်းအားတွေကိုလည်းမြင်မာပေးရပင်ပန်းနှောင့်နှံမှုတွေရော့ကျစေရအဲ့လိုမျိုးတွေချောင်းမလို့ပေါ့နော်ဟိုဒီကျန်းမာရေးအလားပါတစ်ခုတွေမဟုတ်ဘူးကျန်းမာရေးအတွက်ပါကောင်းတဲ့ therapy တွေလည်းအများကြီးရှိရမို့လို့အဲ့တော့ဟိုကျန်းမာနုပြိုခြင်းတဲ့သူတွေအလားပါချက်မြတ်လို့တဲ့သူတွေအရွယ်တင်မှုပိုခြင်းတဲ့သူတွေဆိုရင်တော့ဒီ Quay Empire ကိုလာလိုက်ရင် one stop service ပေါ့ အကုန်လုံးရနိုင်တာလေးပေါ့။ဒါဆိုလည်းအဲလို customer တယောက်ချင်းစီကိုအကောင်းဆုံးဝန်ဆောင်မှုပေးချင်တာဆိုတော့လေအဲ့လိုမျိုးအဲစိုင်လေးဖွင့်ဖြစ်သွားတာပါရှင်။ဟုတ်။ဘယ်လိုလုပ်ရမလဲ။ဘယ်လိုမှစပြီးတော့လာပါမယ်။ဘယ်နည်းတော့တော်တော်ကြီးပြောကြတာ။နည်းနည်းခေါ်တော့နည်းမပေါဘူးလို့ပြောတာ။နည်းနည်းခေါ်တော့ဟုတ်လား။အဲ့လိုတော့မဆုံးချင်တယ်။နည်းနည်းပါတယ်။ဘယ်လဲပါတယ်။ဘီးရပါတယ်။ဒီငွေတော့အမှတ်တော့မမှတ်မိဘူးတကယ်ချင်းတွေကပြောကြတာငွေငွေတော့အရင်လှစိုက်တာတော့တည်ရယ်ပဲများရလည်းတည်ရယ်ဟုတ်ပါဘူးအခုကြီးတော့မှငွေလည်းပါအဲ့လိုအမြဲတမ်း တော့လည်းမပါပါဘူးအခုကျတော့လည်းလေသိလားဟို shooting တွေပါတယ်ကားရိုက်လို့ရှိရင်တော့အဲ့လိုမှန်ခဏခဏကြည့်ရတော့ဘာလို့တော့တိတ်ပြောပြောအပ်ပြောခင်တနာခင်တနာခင်တနာတော့ skip ဖြစ်ဖြစ်အဲ့တော့ဒါမှမဖြစ်တော့ဘာလို့လဲကဆက်နမ်းပြရအောင်လားချက်လိုက်တာညတော့ပြင်းပြတယ်သွားနေတာပြော ခုဒီမှာတော့ပေါ့နော်နှစုကအဲဒီနိုင်ငံတကာအဆင့်မီရဲ့ပေါ့နော်ဒီစက်ကရီယာတွေအသုံးပြုပြီးတော့အဲဟိုစမ်းသပ်စစ်ဆေးပေးရပြီးတော့စက်ကရီယာတွေနဲ့စမ်းသပ်ပေးရတယ်အဲ့လို face scan လို့ body scan လို့ပေါ့ကိုယ်အစီမှာလိုအပ်ချက်တွေဘာတွေရှိမလဲပေါ့ပြီးရင်အရန်ကိုကျွမ်းကျင်တဲ့အဲဆရာဝန်တွေကိုယ်တိုင်ကနေပြီးတော့စမ်းသပ်ပြီးတော့မာဒီလိုအပ်တဲ့ treatment တွေကိုပဲရွေးထုတ်ပြီးတော့ပေါင်းပြီးတော့မှအဲဟို treatment လေးကိုပေါင်းပြီးတော့လုပ်ပေးရပါတော့အဲ့လိုမျိုး system တွေလည်းရှိရတယ်သူတို့စီမှာ ။အမှဆိုဒီလူတယောက်မှဟိုမလို့တဲ့ဟာကြီးဆိုမလုပ်ခိုင်းဘူး။အဟိုဆရာဝန်နဲ့တေချာတွေ့တေချာဆွေးနွေးပြီးကျွမ်းကျင်တဲ့ဆရာဆင်းပြီးမှလိုအပ်တဲ့အရာလေးတွေကို treatment လေးပြန်ထုတ်ပေးရပေါ့။အဲအဲ့လိုမျိုးလေးလုပ်ပေးတဲ့ဟို package တွေ plan တွေလည်းဆိုအများကြီးလုပ်ထားပါတယ်ရှင်။ဟုတ်ကဲ့။ဟလာဟိုကိုရဲကကျတော့အနှပောက်ကိုပေါ့နော်ညှိုးတာတမိုးထားတာဟိုပေါ့နော်ထိမ့်သိမ်းရတာသဘောကျတဲ့သူတယောက်ကအဲနေစုလို့လှဆင်သွားဆိုတော့လည်းပျော်တာပေါ့လေ။အဲကိုကကိုကတော့ဒီလိုထိမ့်သိမ်းတတ်တဲ့သူတယောက်လို့ပဲမြင်ပါတယ်ရှင်။ ီဒီ query မှာရလို့တော့သူအများကြီးပေါ့စူးစမ်းတာပေါ့နော်သူကအကောင်းဆုံးအလားပါနဲ့ပတ်သက်ရင်စိတ်ဝင်စားပြီးတော့အဲ့လိုမျိုးချက်မြက်နိုးတာကြောင့်မလို့အများတန်းတော့အဲအကောင်းဆုံးဖြစ်အောင်စူးစမ်းရဲအလားပါနဲ့ပတ်သက်ရင်လည်းတော့ပါကြီးရေပေါ့နော်ကိုလည်းကြိုက်တယ်ကောင်းတာကိုကြိုက်တယ်သူများတွေကိုလည်းကောင်းတာပဲပေးချင်တဲ့အတွက်နည်းနည်းတော့တော့ပါကြီးတော့အကောင်းဆုံးတွေပဲစူးစမ်းပြီးတော့ခံကြည့်ရေပေါ့လုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာ beauty center လေးလည်းဖြစ်တဲ့အတွက်အစုံလဲပါခြင်းလည်းဆိုတော့လေအကုန်လုံးခေါင်းစအခြေအဒီ ဒီစပြီးတော့လုပ်တဲ့အချိန်ကနေအခုဖွင့်ပွဲလုပ်တဲ့အချိန်ကြီးထိပေါ့နော်တော်တော်ကိုစိတ်ရောလူရောပင်ပန်းပြီးတော့စူးစမ်းခဲ့ရတယ်ပေါ့နော်စူးစမ်းနေတဲ့အချိန်မှာစိတ်ပျော်ရွှင်စရာကောင်းတာတွေလည်းရှိတယ်လို့မျိုးပေါ့နော်အဲ့လိုစိတ်ညစ်စရာတွေစိတ်ပင်ပန်းရတာတွေပေါ့နော်အာလို့မျိုးအပေါ်တော့ငိုလဲငိုခဲ့ရရည်လည်းရှိရပါတော့စိတ်ပင်ပန်းတာအစ်စင်မပြေတာလေးတွေလည်းကြော်ဖြတ်ရရည်ရှိရပါတော့အားကျန်လေးစီစဉ်လိုက်ရတော့ရက်အနေငယ်မှာ အဲစီစဉ်လိုက်ရတာပေါ့အဲ့လိုမျိုးတော့ဖြစ်သွားတယ်အဲ့ဒါသူတို့တွေကတော့အများရဲအဲဘယ်တော့ဖွင့်မလဲဘယ်တော့ grand opening လုပ်မလဲဘယ်တော့ grand opening လုပ်မလဲအများရဲမေးကြတယ်စိုင်းမဖွင့်ခင်ကလည်း soft opening လိုမျိုးဖွင့်ပြီးတော့သူတို့တော့ဖွင့်ပေးထားရတယ်သူတို့လာလာလောက်ကြရပေါ့မဖွင့်ခင်က ဖွင့်ပေးရမယ်မရဘူးဆိုပြီးတော့လည်းဖွင့်ပြီးတော့လာလို့ကြတယ်အခုဒီမှာဆိုလို့ရှိရင် weight loss treatment နဲ့ပတ်သက်တာတွေပြီးတော့ anti aging နဲ့ပတ်သက်တဲ့ treatment တွေတော်တော်များများဆို review ကောင်းနေတော့အများကြီးရတယ်တငယ်ချင်းတွေလုံလိုက်လို့တငယ်ချင်းတွေကလည်းလာလာပြီးလုံကြပြီးတော့တို့ရဲ့အပေါင်းအသင်းတငယ်ချင်းတွေကိုလည်းစိုင်းမဖွင့်သေးပါဘူးဆိုခေါ်လာခေါ်လာပြီးတော့လုံကြနေဆိုတော့အခု review တော်တော်ရလိုက်တယ်တို့ကြောင့်ပေါ့နော်အဲ့တော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဒီခုခုဆိုရင်လည်းသူ့ကိုအမြဲတမ်း အဝင်းရံပေးဖို့အဆင်သင့်ရှိနေကြတဲ့မိတ်ဆွေအပေါင်းအသင်းပေါ့တကယ်ချင်းတွေဆိုတာတကယ်လို့ဆိုတော့တကယ်အဖို့မဖြတ်နိုင်တဲ့လူတွေပါပဲပေါ့နော်တကယ်မိတ်ဆွေကောင်းတကယ်ချင်းကောင်းတွေအများကြီးရထားပါတယ်ပြီးတော့နောက်ဒါဆိုချစ်ခင်ကြရဲ့အမှုပညာရှင်တွေဆိုတော့အများနဲ့ဝင်းရံပေးပါတယ်အဲအဲ့လိုမျိုးခုပွဲတက်ပေးမဲ့လူတွေအကုန်လုံးလည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်မေတ္တာနဲ့အများနဲ့ချစ်ခင်စွာနဲ့ဝင်းရံပေးကြပါတယ်အဲ့ဒါအရင်ကျေးဇူးတင်ပါတယ်ပြီးတော့နောက်တစ်ခါကျတော့ဒါဆို ီဒီယာတွေပေါ့နော်အခုဆိုလာပြီးတော့ဝင်းရံပေးကြရဲချစ်ခင်စွာနဲ့ပေါ့နော်အဲမအားရဲ့ဈာရီယာတွေလာပြီးပေါ့နော်အဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီစေကန်းကနစုကိုချစ်ခင်စွာနဲ့ဝိုင်းပြီးတော့ပူညီနေကြတဲ့ဝန်တန်းတွေရောเนาะဒါနစုရဲ့ပြည်သက်တွေအားလုံးရောပေါ့အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီလူပြိုခြင်းရတော့ပေါ့နော်ဒီအလှပကိုထိမ့်သိမ့်နေဆိုတာကတော့ဟော ။ဒါဆိုတော့အလပထိမ့်သိမ့်တာကိုသဘောကျတယ်။အလပကိုထိမ့်သိမ့်နေဆိုတာလေကိုယ့်အကူတံမိုးထားတယ်လို့ဆိုတာမြင်တယ်ပေါ့နော်။အာကိုယ့်အကူချစ်လို့ကိုယ့်အကူတံမိုးထားလို့ဒီလိုအချိန်တစ်ခုပေးပြီးတော့အသေးစိတ်ကအစားအဝထိမ့်သိမ့်ကြတာပေါ့နော်။အဲ့တော့ဘာဖြစ်ပြောကိုယ်လည်းလှနေမယ်။ကိုယ့်အကူလှပအမြဲကိုယ်လည်းအမြဲတမ်းလူပြိုလှပနေမယ်။သူများတွေလည်းကိုယ့်ဘေးနားလိုတဲ့အမြဲတမ်းလူပြိုလှပနေမယ်ဆိုလို့ရှိရင်ဒါကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုတွေတိုးတဲ့အပြင်အဲစိတ်လည်းစိတ်ချမ်းသာရတယ်လေ။အဲ့တော့အားလုံးကောင်းဖို့အတွက် ဒါလေးတွေကဟိုဘာအားလုံးကောက်ဖို့အားလုံးပျော်ဖို့အတွက်လုပ်ရတဲ့အလုပ်ဆိုတော့အများနဲ့စိတ်ချမ်းသာနေရတယ်ဒီအလုပ်တွေကြောင့်ပေါ့နော်အဲအဲ့လိုမျိုးစိတ်ချမ်းသာနေတာပေါ့နော်အဲအဲ့ဒါကြောင့်မလို့လဲဒါလေးကိုတေချာလေးလုပ်ဖြစ်တာပေါ့နော်အဲ လပမျိုးပြိုခြင်းဆိုတာကလည်းပေါ့နော်ဟိုဒီဇရာကိုတော့အန်တူးလို့မရဘူးဆိုပေမဲ့အဲအရွယ်မတိုင်ခင်အိုမင်းရေရော်တော့လို့ကြတော့လဲဘယ်သူမှမလို့ခြင်းကြဘူးပေါ့နော်ဒါကြောင့်မို့ကိုအရွယ်မတိုင်ခင်အိုမင်းရေရော်မဖြစ်အောင်လို့ဒီလိုမျိုးအလပထိန်းသိမ်းဆောင်ရှောက်မီးရေနေပေါ့နော်အဲစိမ့်သိမ်းဆောင်ရှောက်တင့်နေပေါ့နော်အဲ့ဒီတော့လည်းသူတို့ကလည်းဝိုင်းပြီးတော့ကုညီဆောင်ရှောက်ခွင့်ပေးရအဲဘေးခံရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အာဒီမှာဆန်နေမလို့ငါငါ တွက်ငါအပြန်စားခွင့်လာအမိုက်စားပြင်ဆင်လာမယ်နော်ဆိုပြီးတော့ရွာချလိုက်တာအားနာလိုက်တာခင်ဗျအားနာနေပြီငါလည်းစလှကြိုက်မှန်းသိလို့ဒီမှာ तू ကပြင်းနေ तू ကတော်ရုံဆိုရင်အဲ့လိုမျိုးမပြေဘူးလည်းစအလှကြိုက်မှန်းသိလို့ तू တေချာပြင်လာပေးတာအဲ့အဲ့မှာမိုးကရွာချလိုက်တယ် thank you ငါကြီးရဲ့အားနာလိုက်တာ sorry ငါကြီးရဲ့လှုပ်ဝဲချက်က queen empire ပေါ့နော်ဟာလည်းစရဲ့လှုပ်ဝဲချက်ကလည်းစကတော့လေအဓိကကတော့အာ အမြဲတမ်းပေါ့ဟိုလှိဝက်ချက်ဆိုတာတော့မရှိဘူးလေဆိုတာအမြဲတမ်း sharing လုပ်ပေးတတ်တဲ့သူပါအဲကိုကောင်းတာလေးတွေသိလာရဲဆိုလို့ရှိရင်လည်းအမြဲ sharing လုပ်တယ်အခုလည်းဒီအလုပ်တွေအလားပါနဲ့ဆိုင်တဲ့လုပ်ငန်းတွေလည်းတို့အရန်ကိုယ့်ရဲ့ငိုပိတ်ကိုစိတ်ကြောင့်ပေါ့အရန် sharing လုပ်ရေးလုပ်ရေးနဲ့အဲအဲ့လိုမျိုးပေါ့လေဒီလိုဆိုင်လေးဖြစ်လာရဲအဲဟိုပေါ့နော်ဟို product တွေထုတ်ရောင်းဖြစ်တယ်ဆိုတာလေကိုကြိုက်တာလေးကို sharing လုပ်ရေးနဲ့လုပ်ဖြစ်သွားတဲ့စီးပွားရေးလေးလို့ပဲပြောရမှာပေါ့လေအဲ့တော့ဘယ်တော့မှတော့ဖြစ်ွက်ချက်မရှိပါဘူးအဲ့တော့ဒါဆိုကကိုယ့်အကူဆိုလို့ရှိရင် အသက်အရွယ်တစ်ခုလည်းရောက်လာပြီဆိုတော့နေ့စဉ်ဖြည့်ဆွက်စာလေးသုံးဆောင်ပါရယ် sorry နေ့စဉ်ဖြည့်ဆွက်စာလေးတောက်တယ်ပေါ့နော်အဲ collagen တို့လို fiber တို့လို့အများအားတောက်တယ်ပြီးတော့ဒီ clinic ဆိုတော့ဘော treatment တွေကိုလည်းအဲ့လိုပုံမှန်ပေါ့နော်တစ်လကိုနှစ်ချိန်သုံးမဟုတ်အဲတစ်ပတ်ကိုတစ်ချိန်ပေါ့နော်အဲ့လိုမျိုးလေးအချိန်ပေးပြီးတော့လုပ်ဖြစ်ပါရယ်ရှင်ကိုယ့်ကိုထိမ့်သိမ့်ဖြစ်ပါရယ်ဟုတ်ကဲ့ပါအခုဒီမှာဆိုလို့ရှိရင်ပေါ့နော်အဲခေါင်းစာခြေစုံဒီ treatment တွေပေါ့ အဲဆုံးလေရရှိရယ်ပြီးတော့ခင်မီအဲနောက်ဆုံးပေါ်ဆက်ကရီယာရင်နဲ့စမ်းသက်စစ်ဆေးပြီးတော့ကျွဲချင်ဆရာဝန်တွေကနေကိုယ်တိုင်ပေါ့နော် ကိုယ်တိုင်ကိုကြအဲဟိုစစ်ဆေးစမ်းသက်ပြီးတော့ treatment တွေကိုပြုလုပ်ပေးတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါရရှင်